ဒါကြောင့်မို့လို့ကဆုံလားပြည့်ဟာဘုရားရဲ့ဘဝနဲ့ဆက်ဆက်ပြီးတော့ပြောမယ်ဆိုရင်ဗျာဒိတ်ခံခဲ့တာလည်းကဆုံလားပြည့်နေပဲနောက်နောက်ဆုံးဘဝမှာဖွားတော်မူတာလည်းကဆုံလားပြည့်နေပဲဖျားဖြစ်သူရောက်တော်မူတာလည်းကဆုံလားပြည့်နေပဲဘဝအဆုံးသတ်ပြီးတော့ပြိနိဗ္ဗာန်စံသွားတာလည်းကဆုံလားပြည့်နေပဲလို့ဒါကြောင့်မို့အချင်းချုပ်ပြောမယ်ဆိုလို့ရှိရင်ဗျာဒိတ်တော်ခံဖွားပွင့်စား ပြာဒိတ်တော်ခန္ဓာလည်းကဆုံလာပြီဟောဖွာတော်မူတာလည်းကဆုံလာပြီဖျားဖြစ်သူရောက်တာလည်းကဆုံလာပြီပြိဋိဘံစန္ဒာလည်းကဆုံလာပြီလို့ဒီကဆုံလာပြီဟာဘုရားဘာသာဝင်တွေအတွက်အမြဲတမ်းထူးခြားတဲ့ဘုရားဘဝနဲ့ဆက်ဆက်နေတဲ့လာပြီလို့ဒီဘဝတွင်ပြောမယ်ဆိုရင်တော့ဖွာပွင့်စံပေါ့ဖွာတော်မူတာရဲ့ ဖျားဖြစ်သူရောက်တော်မူရာယပြိဋိဗံသာနာယ၃ခုသို့တော့ဒီဘဝမကဘူးဖျားလောင်းရဲ့တန်လျာဘဝပါထည့်ပြီးတော့ပေါင်းလိုက်မယ်ဆိုရင်ဗျာဒိတော်ခန္ဓာလည်းဒီလားလို့ဘာဖြစ်လို့ဒီလိုပြောရတော့ဆိုဘုဒ္ဓဝင်ပါဠိတော်မှာဘယ်လိုပါအောင်ဆိုတာရာခဏဝီရောစန္တိအကဲခတ်ပြီးတော့ကြည့်ကြတာနော်ဘေးကနတ်တွေမြမာတွေ အဲ့ဒီဗျာဒိတ်ခံတဲ့ပွဲမှာဖះကိုပူဇော်ရင်သူ့မိသားရဲ့သိလေးကိုဖះလောင်းဆိုပြီးတော့ဝိုင်းဝန်းပူဇော်ကြတယ်အဲ့လိုပူဇော်တဲ့အထဲမှာသူတို့ကလည်းအတီးပြုတ်ကြဖះကဖះဖြစ်လိမ့်မယ်အနာကမှာဖះဖြစ်လိမ့်မယ်တို့ဗျာဒိတ်ဟောတဲ့စကားဟာဘယ်တော့မှမလွဲဘူးဆိုတာဘာဘယ်လိုအခြေအနေတွေကိုသူတို့ချိန်ကြတာတော့ဆိုထူးခြားချက်တွေကိုကြည့်လိုက်တယ်ကောင်းကင်မှာလည်းပဲကျယ်တွေကအံ့ဩစရာကောင်းလောက် သူကနေ့ခါကြီးမှာပဲဖြစ်စီပေါ့ကျဲတွေအမတန်မှဖြည့်စုံတဲ့အချိန်ခါကြီးကောင်းငင်ကကျဲတွေကတောက်ပပြီးတော့နေကြတယ်နက်ခတ်တွေဟာလည်းထင်းထင်းရှားရှားပေါ်ထွက်လာကြတယ်ညအခါထွက်ပေါ်လာမဲ့လာပြီးဝင်းကြီးကလည်းပဲဝိတာခါဆိုတဲ့နက်ခတ်နဲ့ရှင်တွဲပြီးတော့ဖြစ်ပေါ်လာအဲ့ဒါကိုဝိတာခါနက်ခတ်နဲ့ရှင်တွဲတဲ့လာဆိုတာကဆုံလားပြီပဲဒါကြောင့်မို့ကဘာမှာ ကဆုံလာပြီနေကိုဘယ်လိုခေါ်တော့ဆိုဝေဆက်လို့ခေါ်တယ်ဝေဆက်ဆိုတာဝိတ္တခါကိုပြောတာသူတို့အတန်နဲ့ပြောတယ်ဝိစာခါဝိစာခါဝိစာခါကိုဝိဆက်ဒီလိုခေါ်တာကဘာမှာခေါ်တဲ့စကားကအင်္ဂလိပ်စကားမဟုတ်ဘူးအိန္ဒိယဝေတာခဆိုတဲ့စကားလုံးကိုပါဠိစကားလုံးကလည်းဝေတာခပဲအိန္ဒိယကလူတွေရဲ့အတန်ထွက်တဲ့အခါကျတော့ဝိဆက်ဒီလိုအတန်ထွက်တာဝိတ္တခါ 2000ปีนี่ก็กุลตะเบยก็ยูไนเต็ดเนชั่นก็ซ้อมยาเจ็ดตะคู่ชาဘုရားမြတ်စွာဘုရားသာသနာတော်ဟာအမြဲတမ်းထူခြားတဲ့ဘာသာတရားဘုရားရဲ့အဆုံးအမတွေဟာထူခြားတဲ့အဆုံးအမတွေဖြစ်တယ်။ဘုရားဟာအမြဲတမ်းထူခြားတဲ့ပုဂ္ဂိုလ်တူဦးဖြစ်တယ်။ကဘာကြီးငြိမ်းချမ်းအောင် ကဘာကြီးငြင်းညာရနေမှာကလူတွေရဲ့စိတ်နှလုံးပူလောင်မှုတွေကိုငြင်းညာအောင်ဟောပြောနိုင်တယ်အမှန်တမ်းမှထူးချွန်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်။သူမွေးဖွားတဲ့ရက်ရက်တွေဟာကဘာမှာယုံပိတ်ရဲ့အဖြစ်အတိမပြုတဲ့နယ်လို့အစိုးတင်သွင်းပြီးတော့ဝေဆက်ပွဲတော်ဆိုတာကုလသမဂ္ဂကကဘာတကဘာလုံးကနေအတိမပြုပြီးတော့တတ်မှတ်ထားတဲ့ရက်တစ်ခုဖြစ်သွားတယ်။ခေဇက်တဲ့ holiday လို့ခေါ်တာ 2000တက်ကြဲ2000ကအခုတက်ကြဲ2000ဆနစ်ရှိသွားဒါကြောင့်မို့တချို့နိုင်ငံတွေမှာကုလသမဂ္ဂရဲ့ဆုံးဖြတ်ချက်အရဆိုပြီးတော့ဝိဆက်ပွဲတွေဆင်ရင်ကျင်းပပြီးတော့နေကြအင်မတန်မှဒီမြတ်စွာဘုရားရဲ့ခုံတော်ကျေးဇူးတော်တွေကိုအာရုံပြုပြီးတော့လှုပ်တင်လှုပ်ထိုက်တဲ့ပွဲတစ်ခုပဲဘုန်းကြီးတို့သီရိလင်္ကာနေတော့ကဆိုလို့ရှိရင်ဒီဝိဆက်ပွဲဟာအကြီးကျယ်ဆုံး ခုပမာပြေမှာကြီးကျယ်နေတာတကြံဖြစ်ဝိဆက်ပွဲတော့တာမန်ညောင်ရီသုံးပွဲလောက်ပဲဒီလိုရှိတာဒါဖရာဖွားတော်မူတဲ့နေ့လည်းဖြစ်တယ်လက်ဆော့ဖရာရဲ့ဘာတတိပေါ့ဖွားတော်မူတဲ့နေ့လည်းဖြစ်တယ်နောက်တစ်ခါမြတ်စွာဘုရားဖြစ်တော့ဖွားဖရာဖြစ်သူရောက်တော်မူတဲ့နေ့လည်းဖြစ်တယ်ပြိဋိဘံဆံတော်မူတဲ့နေ့လည်းဖြစ်တယ်အင်တမထူးခြားတဲ့နေ့ဒီထဲမှာထပ်ထည့်မယ်ဆိုရင်ဗျာဒိတ်ခံတဲ့နေ့လည်းဖြစ်တယ်ပေါ့ ဒါကြောင့်မို့ကဆုံလားကြီးဘုရားနေဆိုတာအင်တာမထူးချွန်ထူးခြားထူးခြားတော့ဘုရားဘာသာနိုင်ငံတွေဟာကဆုံလားကြီးနေတကယ်ကိုအမှတ်တရလုံးတင်လုံးထိုက်တာ